ကဲအားလုံးပဲမင်္ဂလာကျွန်တော်တို့တောင်ရည်သူကျူးချန်တွေကနေပြီးတော့ပြန်လေးကြိုဆိုလိုက်ပါခင်ဒီနေ့ကတော့ကျွန်တော်တို့ပေါ့နော်မြန်မာနိုင်ငံကအဆိုးတော်တွေပေါ့နော်ကိုတိုင်ရေးကိုတိုင်ဆိုอืมကိုတိုင်တိခဲပေါ့နော်ဒီလိုမျိုးတွေမြန်မာနိုင်ငံကဆိုတော့ကောင်းကောင်းလေးတွေရှိကြတယ်မို့ခုဆိုတော့တဲ့ဥစ္စာနော်တဘာဝစစ်စစ်ပေါ့နော်ဒီသူတွေလေကွင်းလေးမှာပေါ့နော်လေကွင်းဒီနေရာလေးမှာသီဆိုထားတဲ့တရှင်းတပုတ်အရန်လေးမိုက်လို့ကျွန်တော်လေးနေမြှောက်ဝင်มาဖြစ်ပါနော်သူမရဲ့အမင်းတော်တေးရီကျွကျော်ဆိုပြီးတော့လေးပဲနော်ကျွတော့ကျွကျော်နေတယ်ထင်တာပဲ ဆိုတော့ချင်းတွေကအရင်နားထောင်လို့ကောင်းတယ်ပေါ့နော်အတန်လေးတွေသူစုသွားတဲ့နေရာလေးတွေတော့ကောင်းလို့ကျွန်တော်တို့လည်းမျှော်ဝေမှာဖြစ်ပါတယ်ဆိုတော့နောက်တစ်ခါတော့ဒီမှာပေါ့နော်မြန်မာပြည်ကအမေအင်ဟန်ဒီတချင်းလေးဝယူတော့အဘေအုံးလည်းနော်တိုက်ဆိုင်မှပါဗျာလေကျွန်တော်ကတော့ကြိုက်တယ်ဆိုပြီးတော့လည်းဝေမျှော်ဝေလာပါသေးနော်မြန်မာလေးတပုတ်ဆိုတော့နောက်ဆုံးတပုတ်တော့ကျွန်တော်တို့ပေါ့နော်အမ်ကာဘာဆောင်း ration ဆိုပြီးတော့လည်းမျှော်ဝေလာပါသေးဒါလေးတော့ကောင်းလို့ဆိုတာနော်ဆိုတော့ ကျွန်တော်တို့တော့နံပါတ်1ပေါ့နော်ကျွန်တော်တို့အကြိုက်ဆုံးတစ်ချင်းတစ်ပုတ်ပေါ့နော်သူမရဲ့အမင်းတော်တေးကျူကျော်ဆိုတဲ့တစ်ချင်းကိုကျွန်တော်တို့ဝင်ပြီးတော့ခန်းစားကြည့်အောင်ပါဗျအဲဝင်ပြီးတော့ကျွန်တော်တို့ခန်းစားကြည့်အောင်ဗျဟယ်လိုမင်္ဂလာပါဗျအခုကျွန်တော်တို့တုံးအောင်ပေါ့နော်ဟိုတကောက်ဟိုတကောက်တောက်ချောက်တောက်ချောက်တော့ကျွန်တော်တို့လက်တန်းတစ်ချင်းလေးတွေကိုပေါ့နော်ဆူဆူပြခဲ့တယ်ပေါ့ဒါပေမဲ့တချို့ကျတော့လက်တန်းကိုမယုံဘူးပေါ့နော်ဒါသူတို့ညှိထားတာတိုက်ထားတာသူပြောတယ်ပေါ့ဒါပေမဲ့ညှိထားတာတော့ရှိတယ်ညှိထားတာဒီကျွန်တော်တို့ဂီတာ ဟောပေါ့ frame ပေါ့နော်ကျွန်တော်တို့ကော့ဟောတော့ဘောလက်ခအဲ့ဒါရောကျွန်တော်ညှိထားတယ်ဒါပေမဲ့တချင်းကိုကျတော့သူတို့ကျွန်တော်မညှိထားဘူးဘယ်လိုလဲတော့သူတို့တီးရဲ့ပုံကိုကျွန်တော်ကသွားပြီးမှတန်းစင်းစာသားပေါ့နော်စကလုံးတွေထည့်တာပေါ့ဟုတ်ကဲ့ထိုက်ပါသူမသိတဲ့လောမသိဘူးเนาะတိရတဲ့ငယ်ချင်းတွေကတိပြီးဖြစ်တယ်အခုကတော့ကျွန်တော်တို့ဒါလက်တမ်းမဟုတ်တော့ပါဘူးဒီတစ်ခေါက်ကတော့ဟာစားတဲ့သူကိုကြီးရတဲ့အစ်စစ်ဆက်ပေါ့เนาะဟုတ်တစ်စစ်ဆက်တချင်းလေးပေါ့ သူမရဲ့မိတ်တော်လို့ညီပေးထားပါတယ်သူမရဲ့ရှင်တွေကိုကျွန်တော်ကျွန်တော်ညီငယ်နှစ်ယောက်နဲ့အတူဒီလိုလေလက်ခတ်ကြည့်ရင်ကျွန်တော်ကလည်းကျွန်တော်အချင်းလေးကိုကျွန်တော်ဆိုပြရင်နဲ့စကြပါလေငါစီပေးပါအောင်အားလုံး我一个阿伯呢，我呢。 တရားမဆန်ရကတဲ့ရှင်နေရတဲ့ဝတ်ထွက်တဲ့တိုင်မှာနေရှိတဲ့ခါသာမျိုးယူသူဟူမင်းတွင်စင်ညာစေမိန်တော်မြတ်တိုင်းပဲ ်သွားပါဆိုလည်းမိန်တိုင်းပဲမင်းစိတ်တိုင်းကြောင်းနောက်ဆိုပေးပါမေမြင်ကျွန်တော်ရင်မပြဲတခွန်နဲ့ပြောလိုက်ခွင်မင်းတော့တိုင်းငါသိဆိုသိဖို့နဲ့ဝင်းနေလဲငါတတိရစေပါပဲနေမချပ်ပေးမင်းငါဒိတ်ဒိတ်ကလေးခိုးပြီးချင်နေမယ်သူရဲ့မိန်ွယ်ဟာလုံးမငင်းစံငယ် ရှမီရဲ့လို့ပြည့်ရှိတဲ့ရှင်အမိန်ထုတ်တတ်နိုင်တယ်။တောင်ဆွဲနေမကွဲခင်တိကြေဒီချင်းကတော့ကျွန်တော်တို့အာဇောင်းထွက်နော်ဇောင်းထွက်အတန်လေးတွေကျွန်တော်တို့ငွေစင်ရတာနောက်ထပ်ပြီးတော့ဇောင်းထွက်အတန်ဆိုလို့ရှိအဲ့ဒါအတန်ဝင်ဝင်လေးပေါ့နော်အတန်ခက်ဝင်ပြောမှဆိုလို့အတန်နေနေပေါ့နော် တခုစားပြီးတော့အတန်တွေဝင်နေတဲ့အနေထားအတန်လေးပေါ့နော်ကောင်းတော့ပေါ့နော်ဒီလိုမျိုးဆိုတော့တဘာဝအရန်ကြာတာပေါ့နော်သူတို့ရိုက်တဲ့နေရာလေးပူပြီးတော့တဘောကြာမကြည့်ပါဘူးအဲနောက်မှလေကျွန်တော်တွေ့မိဆိုလို့ရှိဒီမှာဟမ်တော့တဘာဝပေါ့နော်နောက်ကနောက်ခံလေးကလည်းသိရင်တဘာဝတော့ခံအခံလေးတွေထိုင်ရဲ့ခေါင်ကလေးကိုကြည့်ပါဦးမိုက်တယ်ဟမ်ဆိုတဲ့တရှင်းတွေကလေးမှကြည့်ရောသူကတီးဆိုထားတဲ့ဟာလေး အဲမိုက်ကလေးကလည်းအမှန်ကန်ကြီးဖြစ်နေကြထိုင်ကုန်လေးကလည်းအရန်ကောင်းဒီလိုပေါ့နော်မြန်မာနိုင်ငံမှာအဲ့လိုမျိုးသူရောဝါသနာအရန်ပါကြတာပေါ့နော်ဝါသနာပါလို့လေးပဲအဲသူတို့သူ့နေရာနဲ့သူ့နေရာပေါ့နော်နှိမ့်ဆက်ရမှာလည်းပဲဒီလိုဗီဒီယိုတွေရိုက်ပြီးတော့မျက်ဝေလာတဲ့ရှင်းနေပေါ့နော်ဆိုတော့ကျွန်တော်တို့မြင်တော့ဒီရှင်းတွေကိုကြည့်ရတော့မဟာတတ်ထောင်လုံးကောင်းတာပေါ့နော်ဒီလိုမျိုးတွေမြန်မာနိုင်ငံမှာတကယ်ကျွန်တော်တို့တွေ့သလောက်ပေါ့နော်အဲမျိုးဆက်မျိုးစီဗီဇရှိရတယ်နော် မြန်မာအစိုးရတရေကောင်းတွေပိုးပွားတာပေါ့နော်နိုင်ငံတကာမှာပြုတ်တော့ကတော့နိုင်ငံတကာမှာဆိုလို့ရှိရင်သူကတအားမြင့်သွားပြီပေါ့နော်ပြည်စည်းတွေစုံဟိုလိုစုံတွေရစုံတဲ့ခါကျတော့ပြည်စည်းကြိယာတွေစုံတဲ့ခါကျတော့ဒါတိတ်ရှင်းမလို့မရဘူး။ဘာပဲဆိုလို့ရှိရင်သူကမကောင်းတဲ့ဥစ္စာလဲကောင်းအောင်ပေါ့နော်။အဲ့တော့မလှတဲ့ဥစ္စာလှအောင်သူကဖန်တီးနိုင်တယ်ပြည်စည်းပြည်စည်းရမြရတယ်။ဆိုတော့မြန်မာနိုင်ငံကအဆိုတော်တွေကြတော့ဒီလိုမဟုတ်ဘူး။ကိုယ်မှရှိတဲ့နော်အဲ့လိုမျိုးနော်တိတ်တုံးမှလည်းထိုင်ပြီးတော့တရှင်းဆိုလိုက်တာပဲနော်။ အဲတော့မလေးတော့တနေရမလဲထိုင်ပြီးဆိုလိုက်လေးခွန်းတနေရမလဲထိုင်ပြီးတော့တရှင်းနေဆိုလိုက်ဒီဒီလိုမျိုးတွေကပြောမှာဆိုလို့ရှိဒီကတဘာဝတရားရေနော်တဘာဝရေအမှန်ကန်ပေါ့နော်တကယ့်ကိုအစ်စ်မှန်တရားတွေကိုသူကလောက်ဆောင်ပြတာပေါ့နော်ဒါမီဒီယာတွေဆိုရှယ်မီဒီယာတွေ Facebook online TikTok Instagram စသဖြင့်နေရာမှာနော်တင်ပြလာတာပဲဖြစ်ပါလေကေဆိုတော့ကျွန်တော်ဒီတဘာဝတရားတွေနဲ့ပေါ့နော်တဘာဝအလှတရားတွေနဲ့ပေါ့နော်သူရေ လောက်ဆောင်ချသူနေရတဲ့တဘာဝတရားတွေကိုဒီလိုဆိုရှယ်မီဒီယာမှာရှင်းပြတာလေကျွန်တော်ကြည့်တော့အဖြစ်ပေါ့နော်ကောင်းလေးကောင်းလေးဝမ်းလေးဝမ်းသာကြည့်လို့မိတယ်ဆိုတော့ဒီတချင်းရဲ့အပေါ်မှာပေါ့နော်ကျွန်တော်ပြောပြမယ့်ဘလို့မှတ်ရှာပေးခြင်းတလေမှတ်ရှာပေးတော့လို့ရပါရဲ့ဟာဆိုတော့သူမရဲ့အမင်းတော်ပေါ့နော်ဆိုတဲ့တချင်းကိုကျွန်တော်တို့နင်းနေပြအောင်နောက်ထောင်ကြည့်အောင်ပါဗျာ ကျေကျေမနက်ကစရမြော်လင်းခြင်းတပြင်းတွေချကားတဲ့ရှင်တွေရတဲ့ဝင်တတတိုင်းမှမရှိတဲ့ဘာသာမျိုးယူတူမေးမယ်စေညိုရစေမိန်တို့မြတ်တိုင်းပဲဟိုးဒီမိုင်းနာအင်းထွားသွားပါဆိုလည်းမိန်တိုင်းပဲမင်းစိတ်ကြိုက်ချနောက်ဆုံးပေးပါမယ် တို့ရင်မပူရတဲ့ခုနဲ့ပြောလိုက်ခွေမင်းတော်တိုင်းငါသိဆိုသိဝုန်းနေဝင်းနေလေငါတည်းရသေးပါပဲနေမချပေးမင်းငါတိတ်တိတ်ကလေးခိုးပြီးချင်နေမယ်သူရဲ့မိန်တွေဟာလုံးဝညစံနေချမီကလေးတော့ပြည့်ရှိတဲ့ရင်မိန်ထုံးတန်နိုင်နေတော့ဝဲ ောင့်ကြည့်ရင်တော့သိတာမယ်ကောနော်ကျွန်တော်တို့အမှားယွန်းလေးတစ်ချက်တစ်ချက်ရှိတယ်ကောနော်အဲဒီမှာကျွန်တော်ကီးဝဲတွေထောက်ပြလိုက်ရတယ်ရှိတယ်ပေါ့တော့ဆိုနားလဲမှာပါကျွန်တော်တို့မညှိရပါဘူးအတိုင်းမနာပါဘူးတချို့အရာလေးတွေမှာလွယ်လွယ်ချော်ချော်လေးရှိတတ်တယ်ဆိုတော့ထောက်ပြနဲ့ကျွန်တော်တို့နှုတ်ဆက်ခွင့်ပြုပါဦးကဲနားတော့နော်သူမရဲ့အမိန်တော်တရေကျွကျော်ဆိုတဲ့ရှင်ကိုဆိုပြလာတာပေါ့နော်သူရဲ့အရှိအရှိတရားအတိုင်းပေါ့နော်တဘာဝစစ်စစ်တော်အလှတော်တဘာဝလေးနေပေါ့နော်လေခွင်းလေးမှာသူရဲ့နော် ခံပတ်မှုရမပါဘူးပြောမှဆိုလို့ရှိရင်เนาะဒါပရိယံသူ့ရဲ့လညာမှုတွေเนาะလညာမှုတွေမပါဘူးအရန်ကိုဖြူစင်ရိုးသားတယ်เนาะဆိုတော်လေးတွေဆိုတော့သူကဆိုတဲ့တရှင်းတွေကြည့်ပြီးတော့သဘောကျမိတာပေါ့เนาะမြန်မာနိုင်ငံမှာဆိုလို့ရှိရင်ဒီလိုမျိုးတွေလူတွေဆိုရှယ်မီဒီယာမှာတင်ကြတယ်ကွာခါလေးကိုเนาะတော်မှာဆိုလို့တော်အိမ်မှာဆိုလို့အိမ်ပေါ့เนาะဒီလိုလေခွင်းဆိုလဲလေခွင်းပြင်လေးမှာပေါ့နော်သူအရှိတရားကိုဒီလိုဆိုရှယ်မီဒီယာမှာတင်ပြတာလေးအရင်မိုက်ကြီးအဲ့ဒါကြောင့်ကျွန်တော်တို့အရင်ကပြောခုတာပေါ့နော် ဒီမြန်မာနိုင်ငံကတကယ်တမ်းပေါ့နော်အဲ YouTube မှာပေါ့နော် monetization ဖွင့်လို့ရတဲ့နိုင်ငံဖြစ်မယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံဟာ number 1ကိုဖြစ်မှာဒါပဲဆိုလို့ရှိရင်လူတွေဟာနော်ဝါသနာအရင်ကြည့်ကြတယ်နှုတ်ပညာဝါသနာအရင်ကြည့်ကြတယ်မြန်မာနိုင်ငံပေါ့နော်ရှင်းဆိုတာတွေနော် TikTok ကတာတွေတရုပ်ဆောင်တာတွေပေါ့နော်ဟာသားတွေရေရှင်တွေအရင်ကောင်းတာသူတို့တရုပ်ဆောင်မှုတွေအရင်မိုက်တွေနေရာတိုင်းမှာသူတို့တင်တာများတယ်ဆိုတော့မြန်မာနိုင်ငံက YouTube ဖွင့်ပြင်တော့လေတော့ပိတ်ဆံကမရဘူးသူများနိုင်ငံကတော့ပြီးတော့ location ထည့်ရတယ် ဆိုတဲ့ခါကျတော့မြန်မာနိုင်ငံလုံးတဲ့လူတွေပေါ့နော်ဒီလိုမျိုးအဆူတော်လေးတွေပေါ့နော်တီတော်ဆီလီလေးတွေပေါ့နော်อืมအဲ့လိုမျိုးဟာတတရုပ်ဆောင်လေးတွေကသူ့အတွက်ကတော့ပြောဆိုတော့အခက်အခဲရှိကြတာပေါ့နော်နောက်ဆိုတော့ဟမ် YouTube သားတွေကတည်းကပွင့်လို့ပေါ့နော် YouTube ကိုတရားဝင် မြန်မာနိုင်ငံကမော်တော်ဒါဇီရှင်ဖွင့်ပြီးတော့ပိတ်ဆံချလို့ရမယ်ဆိုလို့ရှိရင်အရင်ကောင်းမယ်ကျွန်တော်တို့ထင်မိပါလေဗျာ။ကဲဒီတချင်းဘောင်ပေါ့နော်ကျွန်တော်ရဲ့ view ကမြန်မာဘလို့မှတ်ချပေးခြင်းတလေမှတ်ချပေးတော့လို့ရပါတယ်။ဒါကတော့နော်ဒီမရဲ့အမိန်တော်တည်ရဲ့ကျူကျော်ဆိုတဲ့တချင်းကိုကျွန်တော်တို့သဘာဝစစ်စစ်ပေါ့နော်။အလိညာမပါနော်တကယ်ကိုယူသားဖြူစင်နဲ့အရှိကိုအရှိတရားရှက်ပြလာတဲ့တချင်းတဘုံလို့ကျွန်တော်တို့မြင်မိပါလေဗျာ။ကဲဆိုတော့ကျွန်တော်တို့နောက်တစ်ပုတ်ပေါ့နော်ကျွန်တော်တို့နည်းနည်းဝင်ပြီးတော့ခင်စားကြည့်အောင် 闪耀美，带我呀，我打来，你以、哦、为，我也最勇敢，没有外的姑娘，你里又大样偏爱美？啊，回一个微笑，难难也怎么？ จูซักนักนาเปียวเลบูดิ ေခွေနိုင်ငယ်ရချမအတေကျူဇကနာခနာပြူလေဘူးနာထဒရမြာခါစီကြိတ်ခံစားမိဘကျေစုဆက်ခွေရချမ်းတဲ့ ကဲနားတော့เนาะမြန်မာပြည်ကအမေအီဒီတရှင်းလေးကိုလေးပေါ့เนาะဝေယူအားပေးပါအောင်လက်ခံစားရတဲ့တိုက်ဆိုင်မှာပေါ့ဆိုပြီးတော့လေးပြီးမျှဝေလာတာပေါ့เนาะဒါလေးဝါသနာကြီးကြတယ်ပေါ့เนาะမြန်မာမြန်မာနိုင်ငံအိုင်တော်တွေပေါ့เนาะอืมပေါ်ပြီးတော့ကြာဆိုတော့ဒီမှာပေါ့เนาะအမ်ဆိုတော့ comment တရားရေးလာပါသေးတယ်เนาะမြန်မာနိုင်ငံအိုင်တော်ပြင်ပြီးဝန္နာအားလုံးထကိုလက်ပိုကြိုက်တယ်လက်စီလိုက် ဆီလေးညှက်ထတာတော့မကြဘူးလေဂီတာလေးနဲ့ဘလောက်အသားကြနေတယ်ဆိုတာကိုဆိုပြီးတော့လေမြောက်ဝေလာပါသေးတယ်ဆီလေးလေးညှက်ထတာကိုလူတွေကမြင်ကြဟုတ်တော့ဗောနော်သူရတီးရနော်ညာဖက်ကလေးမှာဗောနော်ဂီတာခောက်တဲ့လက်ကလေးမှာဆီလေးလေးဒီမှာနော်ဆီလေးလေးပါလာပါသေးတယ်ဆိုတော့ဒါလေသူရအသင်ငယ်ရှင်းဖော်မွန်ဖော်မွန်ဆီလေးဆိုတာသူမှလေးအာဒါအမြင်နေမှာဆိုတော့လေဒီကွန်မက်တွေရေးလာတဲ့သူတွေအမြင်လေးတွေဗောနော်တချို့ဆိုလို့ရှိရင်လေနော်တိတိကျကျလေးစိတ်ဝင်စားပြီးတော့ ဒီ online social media မှာမတင်လာပြီ Facebook မှာတင်လာပြီဆိုလို့ရှိရင်လူတွေကသေချာဝင်ကြည့်ကြတာပေါ့နော်ဒါလည်းဟုတ်တယ်ဒါလည်းကျွန်တော်သေချာမချင်းမို့နော်တခုနကဒီ comment ရေးတော့တယ်ပေါ့ဥစားနေနော် Henry Dunek နော် Dunek ကသူရေးလာတဲ့ခါမှာကျွန်တော်စာဖတ်ပြီးပါမြင်ရတာအဲ့ဒါနေမကြည့်အောင်เยลา me. မရှိဘူးသူကယူဆိုင်ပါမေကဲဒီရှင်းလေးကတော့ဗောနော်အမေအမေအိမ်ဗောနော်ဆိုတော့မြန်မာနိုင်ငံကနေပြီးတော့နိုင်ငံရှားနော်ရေရှမ်းမြေရှမ်းမှာအလုတ်တော့ပြီးတော့လုံကြတဲ့သူတွေတော့ထင်မိပါလေ။ရပါဆိုလို့ရှိရင်အမေကိုတတိယတွေအမေကိုလွှမ်းနေပါဘောနော်။အာ အဲ့လိုမျိုးပေါ့နော်အမေကိုသတိရရင်းနဲ့လွန်ဆွေတန်တာတဲ့တရှင်းတပုတ်လို့ကျွန်တော်တို့အမ်ခံစားမိတယ်ပေါ့နော်အဲ့ကြောင့်အဝင်းမှာရောက်နေတယ်နော်ရေရှားမြေရှားကတိုင်းတပောက်ရောက်နေကြတယ်ပေါ့နော်ညီကိုမောင်လုံးမှတွေ့တွေ့ပေါ့နော်ကျွန်တော်တို့နေနေမျှဝေပါလိမ့်ဗျကိစ္စတော့ကျွန်တော်တို့ပေါ့နော်ကာဘာဆောင်ရေရှင်းတရှင်းကိုနောက်ဆုံးအနေနဲ့ကျွန်တော်တို့ဝင်ပြီးတော့ခံစားကြည့်အောင်ပါဗျဟုတ်လို့ 来去，我们一杯交我们家，哈、嗯、哈。你用买嘞，好呀。 一嗯啊、听你弄空了，我听你弄个老 j a ကဲဆိုတော့ကျွန်တော်တို့အမ်နော်တရဆိုရောနှစ်ခုလုံးအပြစ်မရှိဘူးနော်ပြိတ္တတရသဘောကြရလားဆိုပြီးတော့မြောက်လာတယ်အမ်ကာဗာဆောင်းရေရှင်းတရှင်းတပုတ်ပါဆိုတော့မြန်မာနိုင်ငံကနော်ကျွန်တော်တို့ပြောတဲ့အတိုင်းသိတဲ့အတိုင်းပါပဲနော်ဆိုတော့ music ပြည်စားတွေအရန်ထွက်တဲ့နိုင်ငံပေါ့နော်ဆိုတော့နောက်နာခဲ့ဆိုလို့ရှိရင်နော် YouTube တွေဟမ်နောက်တစ်ခါဒီလို YouTube မှာတင်ပြီးတော့ monetization တွေပေါ့နော်ပွင့်ပြီးမြန်မာနိုင်ငံကလူတွေပေါ့နော်မြန်မာနိုင်ငံကနေပြီးတော့အဲ YouTube မှာတော်ဝင် နော်တဲဝင်ဝင်နိုင်ပြီဆိုလို့ရှိရင်တော့မြန်မာနိုင်ငံလူတွေပို့ပြီးတော့နံပါတ်1ဖြစ်လာမှာပေါ့နော်နောက်နာခဲ့မှာဆိုလို့ရှိရင်နောက်ဆိုတော့လေအရန်ပေါ်တဲ့နိုင်ငံနော် CDD အရန်ပေါ်တဲ့နိုင်ငံတရုတ်ဆောင်တဲ့အရန်ကောင်းတဲ့ character တွေ content character တွေအရန်တော်လို့ပေါ့နော်ကျွန်တော်တို့မြင်မိပါတယ်ဗျာဆိုတော့ဒီနေ့ကပဲဒီလောက်ပဲဖြစ်ပါရဲ့နော်အဲ့ဒါကြောင့်ကျွန်တော်ရဲ့ viewer များဒီတရှင်းတွေပေါ်မှာဘုနာဘလို့မှတ်ရှာပြရှင်တယ်လေကျွန်တော်တို့တောင်ကြီးသူ YouTube channel ရဲ့ comment ထဲမှာဆွေးနွေးတော့လို့ရပါတယ်ဗျာလို့ကျွန်တော်တို့မိတ်ဆွေများကိုဖိတ်ခေါ်လိုက်ရပါတယ် ကဲနောက်အသေးစိတ်လာမယ့်ဗီဒီယိုမျိုးမှာလည်းပြန်လည်ဆုံစေဖို့ကျွန်တော်ပြည်သူများကိုဖိတ်ခေါ်လိုက်ရပါတယ်ဗျာဒီနေ့ကတော့ဒီလောက်ပဲဖြစ်ပါ